ပန်းလေးများပွင့်တော့ဖူးတော်ဝင့်လို့ချီတယ်နေကြီးမှာရွှေကြီးတော့ငါတို့အစာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာတွေးဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် တပည့်မြို့နယ် all train free ခြေရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ စုံ10ယောက်တည်ဆုံး။ဆရာဆရာမဥရလည်း2ယောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေအတွက်တည်းကကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စားသင်းနေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ။ ျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီအဆမ်းမှုရုံမှမှု အောက်တန်းချမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားပြီနိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရော ကျမတို့ကလေးတွေဘလောက်ထိပင်မဘလောက်ထိဆုံရှုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြက်စီအဲ့ဒါကောအလုပ်လူအခွင့်ရေးကိုထိုးပေါက်တာမဟုတ်ဘူးလားကျမတို့မကူဘူးတင်းထားမယ်ဘာဖြစ်လို့မကူရလဲ ကျမတို့ရှစ်ဆက်လောက်ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံသလိုဒီမိသားစုတွေကြုံသလို သူတို့လည်းထတ်တူထတ်မြတ်ခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သည်များကုတွေအားလုံးကိုတိုင်တယ်ပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်တမ်းပါ အထဲတဲကတဲ့ခုံတွေက အလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့တို့ဘယ်ထင်ကြမှာလဲ သွေးဆွနေတဲ့ဖက်နတ်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကုန်လေးရယ်ဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါကောင်းချင်းကကစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာနော် စစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တိတ်တ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်ထိုင်နေတာဝိုင်းဝန်းပြီးတော့အသံထွက်ပေးကြပါလို့မြစ်တိုင်းလက်ခံပါတယ်ရှင်ဝန်းနေချင်းအထိတ်အမှတ်အလံတော်ကို တိုင်တဝက်လွှင့်ထူတာပါ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်းမြို့နယ်အိုထိန်တင်း ကျေးရွာကစာတင်းကျောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်။အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝန်ထမ်းချင်းထိတ်မဖြစ်လမ်းတော်ကိုတိုင်တဝက်လှင့်ထူတာပါ။တိုင်တဝက်လှင့်ထူပေးနေတာတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တို့ဦးပါကဲစဲလှုပ်ရင်းကမှကျမတို့ဒီအလံတိုင်ထိတ်ရောက်နေပြတဲ့ ဝန်းနေခြင်းအထိမ်ဖတ်နဲ့ဒီဟာကိုလွင့်ထူနေတာဖြစ်ပါလေရှင်အဝမ်း equal 1 meter r2 equal to s equal to 257.25 meter ဲ့လိုတင်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာတယ်။စာတင်နဲ့ကျွန်တော်တို့မှာဘာဖြစ်စီဟောကြလာတယ်ဘုံစံဟောဘာမှတွေးခွက်အပေါ်ကအမိုးကိုလေးကြည့်လိုက်ဘလို့ဆုပ်ပြတ်တတ်သွားတယ်။ဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့ ်တွေးစွန်းနေတဲ့ကွန်ပါဘူးလေးတွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုံးပါစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်ဒီမှာမှန်လိုက်တယ်တွေးစီချောင်းတက်ရှောင်းနေဒီနားမှာကရင်ခရိုင်နဲ့ကလေးလေးကသွားနေဟောဒီမှာလည်းကြည့်ဦးအပေါ့ဟိုဘက်အခန်းကဖြစ်စီဆုံးဆုံးနေ ပို့ပြီးတော့ဘလားစာအုပ်ကလေးတွေပုံနှိပ်စာအုပ်လေးတွေတတ္တမရံတင်ချာကွန်ပါဘူးလေးတွေဟောဒီမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကသူ့ခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းပါဒီခန်းကလေကျမနောက်တခန်းကိုကူးသွားကြည့်ဒီမှာလဲသူ့ခွက်ပါ ိကြိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလည်းအကုန်ပွင့်ထွက်ပါတို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်နေတာပါအမှန်ကတော့ဩကျွန်တော်ဆက်လာလို့ ။အော်။တောက်လို့တန်းနေရရောတည်သွားတဲ့လူရှိလား။ရှိတာ။ရှိတယ်။ဘယ်နားမှာထိုင်တာလဲ तू က။အရှိတန်းခုံမှာ။ရှိတန်းခုံမှာထိုင်တာ။မင်းကလေးလားယောက်ျားလေးလား။ယောက်ျားလေး။ယောက်ျားလေးတည်သွားတာ။အော်။ तू ကရှေ့ဆုံးမှာထိုင်တာပေါ့နော်။တည်သွားတဲ့တောက်လို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲ။ဆက်ခုံတော့ဆက်ခုံတော့တော့ရှိမနာမည်ကဘယ်လိုခေါ်ရလဲ။နာမည်ကမျက်နှိုးမောင်။မျက်နှိုးမောင်။ဟုတ်တယ်နော်အန်တီလဲတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်။ ခုဒီမှာဒါအပေါ်ကမိုးထားတဲ့ထလက်မိုးကအောက်ကိုပြကြတာပါ ခုဒီနားလေးမှာဒါမျက်နှိုးမအောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေဟောဒီမှာ တွေးနေပါဒီအောက်ကတွေးနေလေအရှိမဒီမှာ အတန်းချိန်စာတင်နေတော့ကိုဒီမှာ အပေါ်ကနေကြတာပါလက်နဲ့ကြီးအစကဆင်ပြီးတော့မှဒီကိုကြတာပါဒါစစ်ကောင်စီပြစ်လိုက်တဲ့ဘုံကနေမှ ောဒီမှာအเจ้าသားတယောက်ကွယ်လွန်သွားတာပါ grade 9အတန်းကပါကွယ်လွန်သွားတာမောင်မြတ်လို့မောင်ပါဟောဒီနေရာမှာထိုင်နေကလေးလေးပါရှင်၁၂ရက်2025 Skyline Data ကြီးရွှေဘူခရံတပည့်ရင်းမျိုးနဲ့ဦးထိန်တွင်းကျေးရွာစတင်ချောင်းကိုစစ်ကောင်စီကလေချောင်းအနေနဲ့တိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေကဟောဒီမှာအိုးငါးအိုးနဲ့ဒီနေရာမှာငါးအိုးမြုံနှံထားပါတယ်ဒီဘက်ကအိုးလေးနှစ်အိုးနဲ့ နှစ်ဦးမြုံနှံထားပါတယ်ဟိုဘက်ကအိုလေး၃ဦးနဲ့၃ယောက်မြုံနှံထားပါတယ်ဒါကအကြောင်းသားအကြောင်းသူဒီဘက်ရွာက17ယောက်ကွဲလွန်တာပါကွဲလွန်တဲ့အထဲထဲမှာဆရာမတယောက်ပါပါတယ်ဒေါ်စင်မာသူအသက်23နှစ်ပါဒါကဂျာကလာအကြောင်းကဆရာမလေးတဦးပါဝင်ပါလေရှင်စုစုပေါင်း22ဦးကွယ်လွန်တဲ့အနက်ကဒီဘက်ရွာက12ဦးကိုမြုံနှံထားတာဖြစ်ပါလေရှင် တော်ကြီးကန်းကစကိုင်းငလင်ကြောင့်စိတ်တော့ကရောက်ရတဲ့ပြည်သူတွေကို ဖေးမဖို့ဒီနေရာကို ရောက်နေတာအဲ့ဒီလေရင်လေချောင်းတက်ခတ်မှုပြုတ်လုသွားတော့တော်ကြီးကန်းကမုံရွာမြို့ထဲမှာရောက်နေတာသတင်းကြားကြားချင်းပဲအဲ့ဒီကနေဒုံဆိုင်ပြီးတော့မှဖြစ်ပွားတဲ့နေရာကိုသွားခဲ့တာပါလူမဆန်တဲ့မြင်ခွင်းစိတ်ထိခိုက်စရာမြင်ခွင်း ရက်ဆက်ကြံကြုံမှုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်နေပေါ့လူမျိုးတုံးတပ်ဖြတ်တဲ့အကြမ်းဖက်ရာဇဝတ်မှုရဲ့တပ်သေးကံမှတ်တမ်းအနေနဲ့သာအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့ရတာပါစစ်ထဲမှာတော့အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်